အရာဝတီမျိုးသမီးဘောလုံးသင်းဟာအသင်း Transport Science Partner အဖြစ် BTL Medical မြန်မာနဲ့တရားဝင်လက်တွဲလိုက်တယ်လို့သိရပါဗျ။ BTL Medical မြန်မာဟာဆိုရင် Premier League Club ဝဆန်းအသင်းနဲ့ Sport Science Partner အဖြစ်လက်တွဲနေရလဲဖြစ်ပါတယ်။ဒီလိုမိဖက်ဆောင်ရွက်တာဟာမြန်မာဘောလုံးသမိုင်းမှာပထမဆုံးလဲဖြစ်တယ်လို့သိရပါတယ်။ဗြိတိန်ခြေဆိုင် BTL Industry Limited ရဲ့မြန်မာပြည်ကိုယ်စားလှယ်ဖြစ်တဲ့ BTL Medical မြန်မာဟာ မြန်မာကစားသမားတွေရဲ့စွမ်းဆောင်ရည်ကိုပုံမကောင်းမွန်ဖို့အတွက်ရည်ရွယ်ပြီးအရာဝတီမျိုးသမီးဘောလုံးအသင်းနဲ့ Sport Science Partner အဖြစ်တရားဝင်လက်တွဲတာဖြစ်ပါတယ်။ BTL Medical မြန်မာဟာအရာဝတီမျိုးသမီးဘောလုံးအသင်းကစားသမားတွေအတွက်လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေအပြင်နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာဖြစ်တဲ့ BTL CPAP The Game Changer Cardiopulmonary Exercise Test CPAP System ကိုသုံးကနှလုံးအဆုတ်ကြွက်သားလှုပ်ဆောင်မှုတွေအတွက်စမ်းသပ်စစ်ဆေးမှုတွေပုံမှန်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါတင်မကသေးပဲကစားသမားဒဏ်ရာပြဿနာတွေအတွက်ပြန်လည်ကူတာမှုတချို့ကိုစမ်းသပ်လှုပ်ဆောင်ပေးသွားမှာလည်းဖြစ်ပါတယ်။ဒီလိုနည်းပညာထောက်ကူပြုစစ်ဆေးမှုတွေဟာ AR မျိုးသမီးဘောလုံးသင်းရဲ့ performance training နဲ့ကားရီရဲ့ rehabilitation ပိုင်းအတွက်အများကြီးအကျိုးရှိမယ်လို့လည်းသိရပါတယ်။မြန်မာပြည်ရင်းမျိုးသမီးဘောလုံးလောကကိုပြိုင်သက်တွေပို့ပြီးစိတ်ဝင်စားလာခဲ့ကြသလိုပြီးခဲ့တဲ့ရန်ကုန် United နဲ့ AR ပွဲစဉ်မှာဆိုရင်လည်းကွင်းလုံးပြစ်စံချိန်တင်အားပေးမှုတွေရှိလာတဲ့အထိရေပန်းစားလာခဲ့ပါတယ် ဒီလိုပြောင်းလဲမှုတွေနဲ့အတူအခုလို ARD အမျိုးသမီးဘောလုံးသင်းရဲ့ Sport Science Partner လက်တွဲမှုကလည်းမြန်မာပြည်ရင်းအမျိုးသမီးဘောလုံးလောကအတွက်နောက်ထပ်အရေးတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်ရှင်။